ဆန်ဆန်ကမ်းလိုင်းလိုနာမည်ကြီးအစိုးရတောင်းမွေးနေ့ရှိုးပွဲကိုရဆိုင်ထားတဲ့ချိန်မှာတကြမှာဖြိုဖြိုဝဲလုံနေတဲ့ဖြူဖြူထွေနာမည်ကြီးအစိုးရဆန်ဆန်ကမ်းလိုင်းကသူ့ရဲ့မွေးနေ့ရှိုးပွဲတွေကိုနှစ်စဉ်ကြီးကြီးကျယ်ကျယ်ကျင်းပလေးရှိသူတယောက်ဖြစ်ပါတယ်လူပင်လယ်ကြီးဖြစ်သွားလောက်အောင်အားပေးတဲ့သူတွေများတဲ့တကြံပွဲတော်ကိုကျင်းပခဲ့တဲ့ဆန်ဆန်က2020ခုနှစ်ကနေစတင်ပြီးမွေးနေ့ရှိုးပွဲကိုအကြောင်းအမျိုးမျိုးကြောင့်မကျင်းပဖြစ်တော့ပါဘူးပရိသတ်တွေကလည်းဆန်ဆန်ကမ်းလိုင်းရဲ့မွေးနေ့ရှိုးပွဲကိုစောင့်မျှော်နေကြတာကနှစ်အတော်ကြာမြင့်ခဲ့ပါပြီ2025ခုနှစ်မှာမွေးနေ့ရှိုးပွဲကိုကျင်းပဖို့အတွက်ရည်ရထားပြီးမယ်ငလင်ပေးတင်ပြ ီသူတွေကိုစာနာတဲ့အနေနဲ့ရှုပ်ဝဲကိုရွှေ့ဆိုင်းလိုက်ပါတယ်။ ငွေနှင့်ရှုပ်ဘွက်အတွက်လက်မှတ်ကြိုတင်ဝယ်ယူထားသူတွေကိုငွေပြန်အမ်းပေးပြီးတော့သူရဲ့ကိုကျင်းစာနာမှုကိုပြသခဲ့ပါတယ်။ဒီရှုပ်ဘွက်ပြုလုပ်ရင်သူအတွက်သိန်းထောင်စီဝငွေရမှာတိပေမဲ့ဆက်ဆိုင်ကတော့လူသားချင်းစာနာတတ်သူဖြစ်ပါတယ်။မန္တလေးမှာလည်းရေတပ်တွေကိုရအောင်သိန်းရာချီလူတန်းပြုံသားမကငွေနှင့်ရှုပ်ဘွက်ကိုရက်ဆိုင်ပေးတဲ့အတွက်လည်းသူ့ကိုလေးစားနေကြပါတယ်။ဆက်ဆိုင်ခမ်းလိုက်နေတူတခြားသောအစိုးရကြီးတွေကလည်းတကြံပွဲကိုမစိုးတော့ပါဘူး။ဒါပေမဲ့ဖြူဖြူထွေးကတော့ WhatsApp မှာဒီမတင်ထားလောက်အောင်ပျော်ရွှင်နေတာကြောင့်သူ့ကိုအားလုံးကအံ့ဩနေပြီးတော့ဝေဖန်မှုတွေလည်းရရှိနေပါတယ်။ဖြူဖြူထွေးကငလင်းပေးတဲ့ပြည်သူတွေကို Bright တက်အနေနဲ့ကူညီပေးနေသူတယောက်ပါရှင်။ပြည်တွင်းပြပကအလူရှင်တွေကသူကိုလာရောက်လူဒန်းပေးခဲ့ကြပြီး၅ချိန်မြောက်အထိကူညီနိုင်ခဲ့ပါတယ်။ပြပြထွေးကငလင်းပေးတဲ့ပြည်သူတွေကိုစာနာတနာတာကြောင့်မျက်ရင်ကျခဲ့ရပြီးတော့အယံဝန်နဲ့ခရသူပါ။ကျင်းတက်မိသားစုတွေကိုငွေသားတွေထောက်ပံ့ပေးခဲ့တယ်လို့ရေပိအတွက်လည်းငွေတွေလူဒန်းပေးခဲ့ပါတယ်။ဒါပေမဲ့ပြပြထွေးကအလဲကူမျိုးနဲ့က Royal Water Park မှာတောရောက်တည်ချင်းစုနေတာဖြစ်ပါတယ်။ငလင်းပေးကြည့်ပြီးသွားခဲ့တာကြောင့်လူများစွာအသက်ဆုံးရှုံးထားရပြီးအိုးရင်တိုက်တာတွေလည်းပြိုကျသွားခဲ့ရပြီးတော့လူအမြောက်ဝမ်းနဲ့နေတဲ့အချိန်မှာတကြံတည်ချင်းတွေကိုလည်းကြည်ကြဲလာလာမဖွင့်ကြ ပါဘူး။စစိုင်းခမ်းလိုက်လို့အနုပညာရှင်ညူတွေတောင်းပွဲတွေကိုရန်နာထားတဲ့ချိန်မှာဖြဖြူထွေးကတော့ Ryan Water Park မှာအကရွေးနဲ့ဖြောပြနေတာကြောင့်သူရဲ့သနာဆန္ဒစိတ်တွေကဟန်ဆောင်ရီလာဆိုပြီးတော့လည်းမေးစရာဖြစ်လာခဲ့ပါတယ်။တကြံအကြံနေမှာဖြဖြူထွေးကစင်ပေါ်မှာလှုပ်ယမ်းပြီးတော့တချင်းစုံနေတဲ့အပြင်ဆရာကပြိသက်တွေကလည်းအရန်ကိုအားပေးကြပါတယ်။ဖြဖြူထွေးကငလျင်လူတုံးကနဲ့မတူပဲအရန်ကိုကွာခြားသွားလို့တခြားတယောက်လို့တောင်းမှထင်မှတ်နေရပါတယ်။စစိုင်းခမ်းလိုက်လို့နမကြီးအစရောတောင်းသိန်းထောင်ချီရမဲ့ပွဲကိုရန်နာထားတဲ့ချိန်မှာဖြဖြူထွေးကတော့အရန်ပျော်ရွှင်နေပြီးတော့ကောက်ခုံနေလို့ဟန်ဆောင်တနာ တဲ့သူအဖြစ်အပြောခံနေရပါတယ်။ဒါပေမဲ့ဖြစ်ဖြစ်ထွေးကငလင်းအတွက်အကျွမ်းတက်လူတန်းခဲ့ပြီးအခုတော့သူ့စီးပွားရေးအရာတချင်းတွေဖျော်ပြနေရတာဖြစ်ပြီးတော့အပြစ်မမြင်သင့်ဘူးဆိုပြီးတော့လေသူ့ရဲ့ပြစ်သက်တွေကဖြစ်တွေ့ပြရပါတယ်။ဖြစ်ဖြစ်ထွေးရဲ့အလောက်ကတချင်းတွေဆိုပြီးကပြရတာဖြစ်တဲ့အတွက်ဒီလိုဖျော်ပြမှသာအမှုပညာကြီးရပြီးတော့ငလင်းဘေးသင့်ပြည်သူတွေကိုပြန်ပြီးတော့လှူဒန်းနိုင်မှာဖြစ်ပါတယ်။လှူဒန်းတဲ့အချိန်မှာလေတီတီမိမိလှူဒန်းသွားပြီဖြစ်လို့သူ့ကိုမူဝေဖန်တဲ့တဲ့အကြောင်းဖြစ်ဖြစ်ထွေးလည်းပြောလို့ကနေတာမဟုတ်ပဲသူ့ရဲ့စီးပွားရေးအရာကနေရတာဖြစ်လို့နားလေပြည်သင့်တဲ့အကြောင်းတွေကိုလည်းပြောနေကြပါတယ်။ ပြပြထွေးလာမလူတန်းနိုင်မွေးပန်းတင်မဲဒီလိုတည်ဆူနေတာကိုနားလည်ပေးဖို့အတွက်မြစ်တမ်းရက်ခံထားကြပါတယ်။ပြပြထွေးကတချင်းဆိုပြီးတဲ့အခါမှာလည်းနောက်ချက်လူတန်းမှုတွေကိုဆက်လုပ်သွားအောင်မှာပါ။ပြပြထွေးကငလင်ပေးတင်ပြည်သူတွေကိုလူတန်းနေခဲ့တာကနှစ်ပတ်ကျော်သွားခဲ့ပါပြီရှင်။လက်ခံထားတဲ့အလုပ်တွေကိုလည်းရွှေ့ဆိုင်းထားပြီးအလူအတွက်ပဲအားထက်ကလူတန်းနေခဲ့တာဖြစ်ပြီးတော့တကြံကာလမှာလက်ခံထားတဲ့ပွဲတွေကိုတော့ဆူရမှာဖြစ်လို့တွားရောက်ပြီးတော့ဖျော်ဖြေနေပါတယ်။တချို့တွေကတော့ပြပြထွေးကိုကိုချင်းစာနာစိတ်မရှိတဲ့သူအဖြစ်ပြောနေကြပြီးအမှန်တကယ်တနာတဲ့သူမဟုတ်ဘူးဆိုပြီးတော့လည်းဝေဖန်နေကြပါတယ်။ ငလင်ဘေးတင်ပြည်သူတွေကိုလှူဒန်းနေပေမဲ့လည်းစီးပွားရေးအရာဖြောပြနေရတဲ့ဖြစ်ဖြစ်တွေအပေါ်ပြည်သက်ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ကြပါဦး။ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။